ရှိရှိတုန်းကဘာယာနတိပြီးမှပြမတတ်မင်းကြီးမင်းပြူလျက်ရှိတယ်။မင်းကြီးမှာမိဖုရားများစွာရှိပြီးဒါရောသမီးတော်များလည်းများပြားလာတယ်။ဒါရောများရဲမှာအငယ်ဆုံးမင်းသားလေးကနောင်တော်များစွာရှိတဲ့အတွက်သူဟာဘာယာနတိပြီးမှမင်းမဖြစ်နိုင်ဘူးဆိုတာသိရှိပြီးနန်းတော်ဆုံးခံကြွနေတဲ့ပညာရှိရသေးကြီးတစ်ပါးနဲ့တိုင်ပင်နေမင်းသားက ။အရှင်ဘုရားတပည့်တော်ဟာနန်းတော်မှာအငယ်ဆုံးမင်းသားဖြစ်တဲ့အတွက်ဘာယာနသီထီးနှံကိုဆက်ခံမှုရမဖြစ်နိုင်မှာ။တပည့်တော်ရဲ့ဇာတာကိုတွက်ချက်ဟောကြားပြီးတော်မူပါလို့လျှောက်ထားတယ်။ယသိကြီးဟာမင်းသားရဲ့ဇာတာကိုတွက်ချက်လေးလာပြီးယသိမင်းသားသင်ဟာမင်းဖြစ်ရဲ့ဇာတာပါရှိပါတယ်။ဘာယာနသီပြီမှ အရှိရဲ့သူသွားပါလေခொနရက်တာလန်ခီမှာ တင်းစိတ်အားတင်းထိန်သိမ်းထိန်ချုပ်နိုင်လေမင်းဖြစ်ပါလိမ့်မည်။ကောင်းစွာမထိန်ချုပ်နိုင်လေအသက်ဆုံးရပါလိမ့်မည်လို့မိန့်ကြားလိုက်တယ်။မင်းသားလေးအောင်းမှပြီဟုဆိုကာအရှိရဲ့သူစွန်းစားကန်ထွက်ရင်ပြင်ဆင်မှာတော့တယ်။အစားအစာတောက်ရည်မြန်သေးဆောင်ပြီးအရှိရဲ့ကိုထွက်လာခဲ့ရာလမ်းမှာခီးသွားပေါ်၅ရောက်နဲ့ဆုံခဲ့တယ်။သူတို့၆ရောက်ဟာ ခရီးဆက်လာခဲ့တဲ့အခါတောအုပ်တစ်ခုရဲ့အဆက်နာရောက်လာခဲ့တယ်။အဲဒီမှာရွာသားအဖိုးတယောက်နဲ့တွေ့တယ်။အဖိုးကလူလင်လို့ဘယ်ရက်သူသွားကြမည်နည်းလို့မေးတဲ့အခါမိသားနဲ့ခီးသွားရီယာတက္ကသိုလ်ပြီးသူသွားကြမည်အကြောင်းပြန်လည်ဖြေကြားကြတယ်။အဖိုးကတက္ကသိုလ်ပြီးသူသွားလို့လင်ယခုမြင်နေရတဲ့တောအုပ်ကြီးကိုဖြတ်ပြီးသွားရလိမ့်မယ်။ တော်လွန်နေတာကြောင့်ခொနည်းရက်ခန့်ကြပါလိမ့်မယ်။ယခင်ကတော့အန်ဒီရဲ့တစုံတရာမရှိပေမဲ့ယခုတော့တဲ့ဖက်တန်းသွားတဲ့သူမှန်သမျှအိမ်ပြန်ရောက်မလာကြဘူး။လူလင်တို့သွားလို့လေတတိကြီးသွားထားပြီးသွားကြပါလို့မှာကြတယ်။ခရီးသွားလို့လေမစိုးရိမ်ပါနဲ့အဖိုးကျွန်တော်တို့တန်တန်မာမာယောက်ျား6ယောက်ရှိအောင်ဟုတ် အန်ဒီရဲ့ကိုစိုးရင်စရာမရှိပါလို့ပြန်လဲပြောကြပြီးခကြီးဆက်ခဲ့ကြတယ်။တော်ရဲရောက်တဲ့ပထမရက်မှာအဖိုးပြောသလိုထိတ်လန့်ဖွယ်ရာမရှိခဲ့ပြီးတာယာလှပတဲ့စံကြောင်းတွေစိမ့်စိမ့်ဆူဆူတစ်ပင်လေးတွေနဲ့နေရှင်စရာကောင်းနေတာတွေ့ရတယ်။သူတို့ဟာလမ်းလျှောက်လာရင်းနဲ့စံကြောင်းလေးတစ်ခုရဲ့မလန်မကန်မှာတေလုံးအိမ်လေးတစ်လုံးကိုလမ်းတွေ့လိုက်ရတယ်။ ငယ်လေးနားမှာနှင်းလိုဖြူစွနေတဲ့အင်းကြီးကိုဝတ်ဆင်ထားပြီးဝင်းဝါတဲ့သားကြီးလက်မှောင်နဲ့စံကေတာပိုင်ရှင်အမျိုးသမီးငယ်တူကိုလည်းတွေ့ကြရတယ်အမျိုးသမီးငယ်ကခီးသွားတော့တွေ့တော့ဒီကမောင်ကြီးတို့ခီးတထောင်နားပြီးအိမ်မှာတဲခုကြပါအောင်နောက်ရမှာအေးစစ်စစ်ခီးစကြပါလို့နှုတ်ဆက်တယ်။ခီးသွားလူလင်တယောက်ကအိမ်မပြိုရဲ့အလှမှာ နေမျောသွားပြီကဲတ냐လောက်နားကြရအောင်လို့အကြံပြုတယ်မိန်းသားငယ်ကမိမပြူကြည့်ပြီးစင်ကြင်မိတယ်ယခုလိုလူသူမနီးတဲ့တော်ကြီးထဲမှာမိမပြူငယ်တယောက်တည်းနေတိုင်းချင်းဟာမဖြစ်တန်ရာခြေလက်တွေဟာလည်းချမ်းတမ်းမနေပဲနူးညံ့နေသည်မှာလည်းမဖြစ်တန်ရာထို့အတူตาရလှပတဲ့ပဝန်းကျင်မှာခြေငှက်ဒိဆန်ငယ်များလည်းမတွေ့ရတဲ့အတွက် အလုံးများလူရောက်ဖန်ဆင်းပြီးဖျားယောင်းသွေးဆောင်နေခြင်းသာဖြစ်ရမယ်လို့တွေးမိတယ်။မင်းသားငယ်ကအန်ဒီရှိတဲ့အတွက်မနာပဲကြီးစက်ကြဖို့တိုက်တွန်းတယ်။မင်းမပြူရဲ့အလာမှာရမူးမိနေတဲ့ကြီးသွားလူလင်ကတော့မင်းသားရဲ့စကားကိုလက်မခံမင်းနေခဲ့တဲ့အတွက်ကြံ၅ရောက်တာကြီးစက်ခဲ့ကြတယ်။ဒုတိယနေ့ရောက်တဲ့အခါ ူတို့တွေဟာအလွန်သာယာတဲ့ပလူတန်နဲ့ဒီသွားတဲ့ဘုကိုကြားပြန်တယ်။ဆက်လျှောက်လာကြရင်းနဲ့သူတို့ရှိမှချိန်ရွယ်များနဲ့ပြုလုပ်ထားတဲ့ပကတ်ပေါ်မှာသာယာတဲ့ဒီသရှင်တစ်ဘုကိုပလူတန်စင်နဲ့ဖော်ကျူးနေတဲ့အမျိုးသမီးငယ်တယောက်ကိုတွေ့ရပြန်တယ်။သူတို့ကိုတွေ့တဲ့အခါမျိုးသမီးငယ်ကမောင်ကြီးတို့ခီးပန်းလာကြတဲ့တင်မှာမောင်ကြီးနှမနဲ့အတူတဘာဝလာပါဦး သခြင်းတန်ရှင်နေတဲ့သူခံစားလဲပါနှမငယ်တီးဆူပြောပြပြရစီလို့ခြူတာတဲ့အတန်နဲ့နှုတ်ဆက်ပါတယ်ခရီးသွားလူလင်တယောက်ကအင်မတန်သာယာတဲ့သခြင်းတန်ရှင်နဲ့ခြူတာလာတဲ့စကားတန်မှာလားလို့အံ့ဩမင်းတမိနေခဲ့တယ်မိန်းမငယ်ကခရီးဆက်သွားဖို့တိုက်တွန်းမိမယ်လူလင်ကဒီသခြင်းများတီးဆူပြီးအပန်းဖြေပြီးမှခီးဆက်လိုတာကြောင့် ြောမရတဲ့အစုံကျန်လေးယောက်ကခီးဆက်ခဲ့ကြပြန်တယ်။တတရားနေ့အရောက်မှာတော့သူတို့ဟာဗန်းမောင်းလုံးဖူးပွင့်နေတဲ့ဗန်းငင်းကြီးကိုတွေ့ကြရတယ်။ဗန်းမောင်းလုံးရဲ့မွေးရည်နဲ့ဟာအဝန်းကျင်တစ်ခုလုံးသင်းပြတ်နေတဲ့အတွက်ခီးပန်းလာသမျှကိုပြပြောက်လန်းဆန်းသွားစေတယ်။ဗန်းငင်းကြီးရဲ့မှာဗန်းတွေခူးရင်ပျော်ရွှင်နေတဲ့မိမပြူတယောက်ဟာသူတို့လေးယောက်နာရောက်လာပြီးတော့ အမောင်ကြီးသွားတို့ပန်းကင်းကြီးထဲမှာ ကျမကိုအမွှေးဆုံးပန်းတစ်ပွင့်လောက်ကူရှာပေးကြပါအောင်လို့စကားဆိုလာတယ်။မြို့သမီးငယ်ခေါင်းမှာပန်းထားတဲ့ပန်းတွေနဲ့သူ့ရဲ့ကိုတင်ရင်တန်းကပန်းကင်းကြီးထဲကပန်းတွေထက်တာမွှေးပြတ်နေတဲ့အောင်ထင်ရတယ်။ခီးသွားလူလင်တယောက်ကမြို့သမီးငယ်ကိုအမွှေးဆုံးပန်းကူရှာပေးဖို့ကြံနေရခဲ့တယ်။နင်းသားငယ်လည်းကြံနှစ်ယောက်နဲ့တန်းခီးဆက်ခဲ့ရပြန်တယ်။ ဇဒုထနေ့မှာတော့သူတို့သုံးယောက်ဟာမောမောပန်းပန်းနဲ့ရှောက်လာခဲ့ကြရာမိโกတလူလူလွင့်နေတဲ့တဲငယ်တလုံးကိုလှမ်းတွေ့ရတယ်။တဲနာကလာတဲ့အခါဝေးချိန်လာတဲ့ဟင်းလျာတွေရဲ့အနက်ဟာသူတို့နှကောင်းနဲ့တိုးဝင်လာတယ်။တဲငယ်ကမိမပြိုတယောက်ထွက်လာပြီးတော့ခကြီးသွားတွေပါလား။ပြင်းမလာကြပုံရတယ်။ဇမန်းချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုသုံးဆောင်ကြပါ။ ကိတ္တနာဘီစားတော့ဘီမှခီးဆက်ချပါလို့ဖိတ်မှန်တကားပြုလာပါတယ်။စားခြင်းသပွဲချက်ကောင်းလုံးကင်းကြီးနဲ့ဘူဘူးနွေ့နွေ့စားတော့ဖွဲရတွေကိုတွေ့ရတဲ့အခါရိခါ၆ဒေတာတလန်းလုံးစားလာရတဲ့လူလင်တယောက်ဟာစိတ်မထိန်နိုင်တော့ပဲမိမပြူရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။မြင်းသားငယ်ဟာကျန်ဘော်တယောက်နဲ့သာခရီးဆက်လက်ထွက်ခွာလာခဲ့ရတယ် ငားရဲမြောင်းနေ့ကိုရောက်ရှိတဲ့အခါမှာတော့ရှိုက်ဖို့ကြီးငယ်တွေတွေနဲ့ရေကန်ထဲမှာရေကစားနေတဲ့မိမပြိုတယောက်ကို တွေ့ကြရပြန်တယ်။မိမပြိုက သူတို့ကိုတွေ့သွားတဲ့အတွက်ဆက်ယွန်သွားပြီးရေနဲ့ပိုင်းသူကူးခတ်သွားတဲ့အခါရုတ်တရက်ရေထဲသို့နစ်မြုပ်သွားပါတော့တယ်။မြင်းသားငယ်ရဲ့နောက်ဆုံးခီးသွားပေါ်လေရေထဲပြေးဆင်းသွားပြီးမိမပြိုကိုကယ်ဆယ်လာခဲ့တယ်။ခီးသွားပေါ်က မင်းသားငယ်ကိုတင်တာခီးဆက်သွားပါဒီမိမပြူရဲ့အသက်ကို ကျွန်ုပ်ပဲကယ်တင်လိုက်ပါမယ်ကျွန်ုပ်တို့တွေ့ခဲ့တဲ့မျိုးသမီးတွေဟာတင်တင်တယ်လို့ဘလူးမတွေမဟုတ်ကြပါဘူးလို့ဆိုလာပါတယ်မင်းသားငယ်ကမိတ်ဆွေဒီမိမဟာရေနဲ့ဟန်ဆောင်ရင်းသာဖြစ်တယ်နေရောင်အောက်မှာလည်းလူရိမ့်မထင်တဲ့အတွက်ဘလူးကလူရောင်ဖန်ဆင်းထားတာဖြစ်တယ်လို့ပြောပြတယ် ြည်သွားပေါ်ကမိမပြူရဲ့ခန္ဓာကို အတွေ့အထိမှာသာယာနေပြီးနားမဝင်တာကြောင့်မင်းသားလည်းတယောက်တည်းခီးဆက်ခဲ့ပြန်လေဘလူးမဟာတော်ရဲရောက်လာသည်များလူတွေကိုတကူးဆွမ်းနဲ့အမျိုးမျိုးလှည့်ပြားသွေးဆောင်ပြီးစားတော့လာခဲ့တာအတန်ကြာသည့်တိုင်ဘသူမှ သူ့လက်ကလွမြောက်သွားခြင်းမရှိပါဘူးမင်းသားငယ်ဟာသူ့ချက်ဆာရတော်ဦးထဲမှာသူစင်သမားထောင်ယောက်ထဲမှာဝင်နေတဲ့အတွက် မခံမရနိုင်ဖြစ်နေခဲ့တယ်။ဒါကြောင့်ဘလူးမန်ဟာနောက်ရက်တွေမှာလူရောင်ဖန်ဆင်းပြီးအထုပ်ဘိုးတွေမနိုင်မနှေးဆွဲဟန်ပြုကမိန်းသားငယ်နောက်ကို တကောက်ကောက်လိုက်ပါနေခဲ့တယ်။မိန်းသားကဘလူးမန်လိုက်လာမှန်းသိတဲ့အတွက်ဂယူးမဆိုင်ပဲကိုလန်ကိုရှောက်နေခဲ့တယ်။ဘေးရမြင်တဲ့လူတွေကမိန်းသားကိုကဲ့ရဲ့ကြတယ်။တနေရာရောက်မှာ တိုင်ငံလဲလဲလာတဲ့ဘီရင်ကြီးကသူတို့နှစ်ယောက်ကိုတွေ့သွားတဲ့အခါအမျိုးသမီးငယ်အားနှစ်သက်သွားပြီးအိမ်တော်ရှိမရှိမေးမြန်းရင်မင်းချင်းတို့ကိုစေလွတ်လိုက်တယ်။မိမပြူကမင်းသားငယ်ဒီသူမကြီးယောက်ျားဖြစ်တယ်လို့ပြောဆိုရမင်းသားငယ်ဟာမဟုတ်မမှန်ကြောင်းနဲ့မိမပြူမှာဘလူးမလူယောင်ဖန်ဆင်းထားတာဖြစ်ကြောင်းပြောတယ်။မင်းချင်းတို့လည်း အိမ်တော်မရှိသောမိမဟူမှတ်ယူကဘုရင်ထံခေါ်သွားကြတယ်။ဘုရင်လည်းမိမပြူအားနန်းတော်သို့ခေါ်ဆောင်လာပြီးကိုလို့တော်မိပြားအရာတင်မြှောက်လိုက်တယ်။နန်းတော်ဆောင်နဲ့တွေ့လဲဘုရင်ကိုယ်တိုင်ခေါ်ဆောင်လာတဲ့အတွက်ဘလူးမဟူတားဆီးနိုင်ခြင်းမရှိကြဘူး။ဘလူးမဟာညာရောက်တဲ့အခါမာယာသုံးပြီးနန်းတော်အတွင်ပြင်တကားမရှိဒါမရှိဝင်ထွက်နိုင်တဲ့ အခွင့်အာဏာကိုပေးဖို့ဘုရင်ထံတောင်းဆိုတယ်။ဘုရင်ကြီးလည်းစိတ်မြတ်နိုးတဲ့အတွက်အခွင့်အာဏာရှိစေလို့အမိန့်မှတ်ပေးလိုက်တဲ့အခါလူမကဘုရင်ကြီးကိုတပ်ဖြတ်စားတောက်ပြီးမိမိနေထိုင်ရာတော်အုပ်ကိုပြန်သွားပါတော့တယ်။နောက်နေ့နဲ့နဲ့ရောက်တဲ့အခါဘုရင်ကြီးရဲ့အယိုးများသာတွေ့ရတဲ့မင်းချင်းတွေဟာမင်းသားငယ်ပြောသလိုဘလူးမမှန်သိရှိသွားကြတော့တယ်။ဘုရင်ကြီးမှာ ီနန်းစက္ကန့်သူလည်းမရှိတာကြောင့်ပညာဉာဏ်ရှိတဲ့မိသားငယ်ကိုဘယင်ဖြစ်တင်မြောက်လိုက်ကြပါတော့တယ်